အားလုံးပဲမင်္ဂလာပါခင်ဗျဇာဇာဝါစနေသားရဲ့ပရိဒီချစ်မိတ်ဆွေများအားလုံးပဲစိတ်စံသာခြင်းကိုဤကျမ်းမာခြင်းနှစ်ဖြာသောတုပ္ပံနဲ့ပြည့်စုံကြပါစေလိုက်တခုတက်ဖို့လိုင်းရတယ်တော်တော်ခက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 ်တည့်ရတာပေါ့နော်အဲ့တော့လိုင်းရတော့လေးမှာပဲလူရင်းတူရှင်းလေးကျွန်တော်မိတ်ဆွေများတဲ့ အတုံးတက်မဲ့မိတ်ဆွေများသုံးနိုင်ရန်အတွက်ကျွန်တော်ရဲ့အမြင်လေးကိုပြပြပေးခြင်းမလာပေါ့နော်တော့ကလင်နာမှာပေါ့နှစ်ပိတ်24ချိန်မှာ68နောက်တွဲဆိုပြီးတော့ရိုက်တယ်ဒီမှာတကယ်ရတယ်နောက်ထပ်တကယ်ဒီမှာတကယ်ရိုက်တယ်နောက်ထပ်တကယ်ဒီမှာ68နောက်တွဲဆိုပြီးအန်တကယ်ရတယ်နော်တော့68နောက်တွဲလို့ရိုက်တာသုံးကပ်ပဲရှိတယ်အဲ့68နောက်တွဲလို့ရိုက်ပြီ68နောက်တွဲရနေရေးလိုက်မယ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်နှစ်ထဲကိုပေါ့နော် လိုက်ကြတဲ့စနစ်6ရဲ့ပါဝါဒီ1 8ရဲ့ပါဝါဒီ3ဒီ3ဆိုတဲ့ goal နံပါတ်2လုံးလိုက်ကြတဲ့စနစ်ပေါ့နော်အဲ့စနစ်ရပြီးကြတဲ့အချိန်မှာတင့်တဲ့ပတ်သက်တဲ့ကစားကွက်ကတော့လက်လက်ဆက်ဆက်ကျွန်တော်တို့မြင်နိုင်စမ်းဒီထိပ်ထိပ်တစ်လုံးကိုမြင်တယ်တို့တော့ရိုက်ချက်ဒီအပြည့်အဝကိုပြည့်ပြည့်အဝရိုက်ပြီးတော့အောင်မြင်သွားတယ် ျွန်တော်မြင်နိုင်တာတစ်ထိပ်စီတစ်လုံးပဲကစားနိုင်တဲ့မြင်နှဆန်းပဲရှိတယ်အလဲတိုင်းနောက်ပိတ်တက်တဲ့စနစ်ကိုဖက်ပြီးမှပဲကျွန်တော်မြင်တယ်ဒါယူသားဆိုပြင်ပြောတာတို့တော့အဲ့ဒီတစ်ကိုကစားတော့တဲ့ဆန်းဆောင်ကြီးဒီကြက်ကအလုံးလုံးတဲ့အနေထားရအခုရှေ့ရပါဝါဖြစ်တဲ့သုံးတလုံးကစားကွက်ကျန်တဲ့သုံးချိန်ပဲကျန်တော့ပေါ့နော်ဒီနေရာမှာကစားကြတဲ့မိတ်ဆွေများတို့လက်ဆောင်ပြပေးမှဖြစ်တယ်နော် အဲ့တော့6ရက်နောက်တက်လို့ရရပြီ။သူကနေရင်မဲ့တနည်းနည်းနည်း3နည်းနည်း5နည်းမြောက်နှစ်ထက်ကိုရောက်တဲ့အချိန်မှာတဲ့6ရက်ပါဝါတရှိနေခက်ဖြစ်တဲ့တစ်တလုံးကြီးတဲ့။နှစ်ဆကနေအချိန်20လုံးလုံးတစ်ထိပ်ကြီးပျောက်ပြီးထား20တချိန်ကြမှာတစ်ထိပ်ကစပြီးတော့ထွက်ရမယ်။တစ်ထိပ်ဒီ20တချိန်ကြမှာစပြီးတော့ထွက်။အဲ့လိုထွက်တဲ့အချိန်မှာလေသူနဲ့20တချိန်တန်းတန်းမှာပထမဆုံးစထွက်ခဲ့တဲ့တစ်ထိပ်လည်းဖြစ်နေရမယ်။ အဲ့လိုထွက်ပြီးတာနဲ့တိတိလိုထွက်တာနဲ့ဒီတိကိုကျွန်တော်မြင်တဲ့အပိုင်းကျွန်တော်မမြင်တဲ့အပိုင်းလောက်သွားတာကတိတိလိုအဲ့လိုစထွက်လိုက်တာနဲ့စနစ်ဒီအင်မတန်တက်တက်ရဲ့အချိန်20လုံးပျောက်ထားတဲ့20ကြိမ်မှလည်းတန်းရမှာပမာဏဆုံးတိတိလေးဖြစ်ပြရမယ်တိတိကိုအဲ့လိုထွက်တာနဲ့လူဆောင်ကခါသည်တဲ့ခါတူခါတက်ရပြီအပေါ်ကဘရိတ်နောက်ပိတ်လို့အတိအကျတပေါက်ထည့်ပဲရိုက်ကြတယ်ပမာကတ် ဒုတိယကလည်းဒီတိုင်းမှာ6နှစ်အောင်တည်းရေမဲ့တစ်နှစ်နှစ်3နှစ်4နှစ်5နှစ်မြောက်နှစ်ထက်မှာအကျဉ်း20လုံးလုံးအပေါ်အကျဉ်း20လုံးလုံးတစ်ထိပ်ဒီလုံးဝပျောက်ပြီးထားဒီ20ရင်းရောမှာဒီတစ်ထိပ်ကပေါ်ရမယ်အဲ့လိုပေါ်တဲ့အချိန်မှာလည်းဒီ20တစ်ချိန်တန်းတန်းမှာဒုတိယမြောက်တစ်ထိပ်လို့ထွက်တဲ့စနေလည်းဖြစ်နေရတယ်အဲ့လိုတစ်ထိပ်ကိုထည့်လိုက်တာနဲ့ဒီတိကျွန်တော်မြင်နေတဲ့စွမ်းအကျွန်တော်မမြင်နိုင်တဲ့စွမ်းအဒီရိုက်ထည့်သွားတာကအဲ့ဒီနေကားကြီးနေကားလို့ဇောင်းတက်ပြီးအပေါ်က break ဒီနောက်ပဲဒီချက်ထဲပဲရိုက်ချုပ်ပြီးသွားတယ်ဒုတိယက ာဆိုတတရကဲ၆ရက်နောက်တက်လို့ရိုက်ပြီးသူ့ရနောက်တနည်းနည်းသုံးနည်းလေးနဲ့၅နှစ်မြောက်နှစ်ထက်မှာအပြေ၂၀လောက်လို့နှစ်ထိပ်ပြီးပျောက်ပေးထားတယ်ဒီနေရာမှာတက်ထိပ်ချပြီးဒီနေရာဆယ်လောက်လို့တက်ထိပ်ကလုံးဝပျောက်ပေးထားတယ်ပျောက်ပြီးဒီနေရာကျမှတက်ထိပ်ကိုပမာဆုံးစချတယ်အဲ့လိုချလိုက်တဲ့တိတ်ထိတ်သူလည်းပဲတဲ့အဲ့လို20ကျင်းကနေတန်းတန်းရင်မဲ့ဆိုပထမကပ်ဖြစ်စင်မှာပထမဒီဒီမှာတိတ်ထိတ်ကြတယ်ဒုတိယကြကြားထဲမှာလုံးဝတိတ်ထိတ်ပြောက်ဖြောက်ပြီးတော့ မဆက်ကျင်တန်းတန်းမှာတတိယမြောက်တစ်ထိန်ဆိုကြတဲ့ဖြစ်စဉ်တွေကြပြီးတယ်ဒီထိကျွန်တော်မြင်လိုက်ကျွန်တော်မမြင်လိုက်တဲ့ရိုက်ချက်ကြီးလေးခါဒီလေးခါလို့တက်ရိုက်ပရိငါးကြီးငါးနောက်ပိတ်နေတစ်ချက်တည်းပဲဖြုတ်ပြသွားတယ်တစ်ထိန်ကြီးကျွန်တော်မြင်နိုင်စွမ်းအားရှိတယ်ခါနဲ့နောက်ပိတ်ထက်တဲ့စနစ်မှာကျွန်တော်မမြင်နိုင်မမြင်ပါဘူးဒါထွက်ပြီးမှပဲကျွန်တော်မြင်တာယူသားဆိုတော့ပြောပြတာအတစ်ကိုဒီလိုကစားခဲ့တယ်ပေါ့နော်၆ရဲ့ပါဝါ1ဒီလိုကစားခဲ့တယ်၈ရဲ့နက်က1ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့က ်၆တင်မှာ၆ရဘဝ၈၈၃၃၃၃နဲ့ပတ်သက်တဲ့ကစားကွက်တစ်ကိုဒီလိုကစားပြခဲ့လို့၃နဲ့ပတ်သက်တဲ့ကစားကွက်ဒါလေးဒီဒီချိန်မှာတိုက်ဆိုင်မှုရှိတယ်ဘလို့တိုက်ဆိုင်မှုရှိတယ်အဲ့လိုနှစ်ထင်းမှာပေါ့နော်၆၈က၆၈နောက်တွဲနေတနည်းနည်းနည်း၃နဲ့၄နဲ့၅နဲ့မြောက်ကိုရိုက်တဲ့အချိန်ချမ်းမှာ၃ခါတဲ့၃နဲ့ပတ်သက်ပြီးတော့ကျတယ်သူက၃ခါတဲ့ပထမဆုံးစကြတယ်၃ခါဒီနေရာမှာပထမဆုံးစပြီး၃ခါကြတယ် အဲ့လိုသုံးခါကြတဲ့နေရာမှာပထမဆုံးသုံးခါဒီနေရာမှာကြတဲ့အချိန်မှာသူ့ရဲ့ထောက်ချက်ကဘယ်နေရာမှာကြရမလဲသုံးခါကိုထောက်ဥသောတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာပြိတ်သုံးလို့ထောက်ထားတဲ့နေရာကနေသုံးခါလို့ဒီနေ့တဲ့ပထမဆုံးသုံးခါလို့စကြရဲတဲ့ဒုတိယကတ်၆ချက်နောက်တဲ့နေ့တနည်းနည်းနည်း၃နည်း၄နည်း၅မြောက်နေထဲမှာတဲ့ဒီနေ့ဆက်မှာသုံးခါဒီဒီနေရာမှာတက်ပြီးလို့ကြတယ်သုံးခါဒီဒီနေရာမှာကြတယ်အဲ့ဒီသုံးခါလို့ကြဖို့အတွက်သူ့ဆောင်မှာတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာပြိတ်သုံးလို့ထောက်ထားရမယ်တဲ့ဒီနေရာမှာသုံးခါလို့စကြတယ်ဒါဆိုတတိယကတ် ကျွန်တော်တို့ခုကစားမဲ့6ရက်နောက်တွဲနေတနေ့နေ့3နေ့4နေ့5နေ့မြောက်တဲ့မှာတဲ့သုံးခါလို့စကြမယ်တဲ့ဒီမှာကွန်ကဒီမှာ၃ညစဒီမှာခွန်ခါကုခါ၆ခါ၈ခါ၂ခါ၈ခါ၃ညခါ၅ခါကုခါ၄ခါ၂ခါ၅ခါ၆ခါ၅ခါ၄ခါခွန်ခါကုခါကုခါ၄ခါသုံးခါဒီတစ်ချိန်မှမကြာသေးဘူးတဲ့သုံးခါဒီတစ်ချိန်မှမကြာသေးဘူးတဲ့ ဒါဆိုသုံးခါစကြတော့မယ်အကျင်းကြီးဘယ်ချိန်မှကြမလဲဥမာဒီချိန်မှသုံးခါလို့ကျွန်တော်တို့ကစားကြတယ်ဆိုရှိရင်သူ့ဆောင်တစ်ချိန်တစ်ချိန်သုံးချိန်မျိုးမှာပရိသုံးလို့ထောက်ထားမယ်ထောက်ထားချက်ရှိသလားအဲဒီမှာတော့ဒါရှိပါတယ်နော်အော်သုံးခါဒီတစ်ချိန်မှမကြရဘူးသုံးခါစကြတာ ਨੇ သုံးခါဒီနေရာမှာကြတော့မယ်ဆိုသူ့ဆောင်မှာတစ်ချိန်တစ်ချိန်သုံးချိန်မျိုးမှာပရိသုံးလို့ထောက်ထားမယ်တဲ့သူ့ရှိတနည်းကျော်ကအဲသူ့ရှိတနည်းကျော်မှာပရိသုံးကြခဲ့တာကနှစ်ချက်ပဲရှိတယ်ဒီနေရာမှာပြည်တုံးကြက်ဒီနေရာမှာကျွန်တော်တုံးခါနဲ့ခေါ်ကစားခဲ့တယ်မလိုက်ခဲ့ဘူးနော် အဲ့ဒီကြားထဲမှာလည်းသုံးခါမကြဘူးနောက်တစ်ခါဘရိတ်တော့လည်းဒီနေ့ချက်ထက်ပဲထွက်တယ်အခုဒါနောက်ဆုံးအခွင့်အရေးပေါ့ဒီနေရာမှာသုံးခါကြတော့မလားပေါ့နော်တစ်နေ့လုံးထွက်မလာခဲ့သေးတဲ့သုံးခါကြတော့မလားပေါ့နော်အဲ့ဒီနေရာမှာအိုက်စနစ်နဲ့ကျွန်တော်တို့ခေါ်ကစားခဲ့တယ်ဒီဘရိတ်သုံးဒီသူ့ရဲ့တစ်နေ့ကျော်မှာဘရိတ်သုံးဒီနေ့ချက်ထက်ပဲထွက်တာလား6ရက်နှစ်မှာဘရိတ်သုံးထွက်တယ်နောက်ထပ်တစ်ခါကျွန်တော်တို့ဒီမှာ9ရက်နှစ်မှာဘရိတ်သုံးချက်ထွက်တယ်ဒီမှာတော့နှစ်ဦးတယ်ကျွန်တော်တို့ခေါ်ကစားခဲ့ဒီနေရာသုံးခါ30ဆိုတော့ကျွန်တော်ကစားခဲ့ပြီဒါဒီနေရာမှာမထွက်ခဲ့ဘူးခုဒီလည်းသုံးခါမှမထွက်သေးဘူး ါဆိုဒီစနစ်နဲ့အောင်အောင်မှာလားဒီနေရာမှာ၃ခန်းထည့်ရင်လည်းသူဒီဒီနေ့ချင်း၃ညသူ့ရဲ့တနေ့ကျော်ဒီနေရာမှာပြိတ်၃ညထောက်နေဒါဆိုဒီနေရာကို၃ခန်းကစားမလားရှေ့ရစနစ်တိုင်းပြိတ်၃ထောက်တဲ့နေရာမှာ၃ခန်းစကြဆိုဒီချိန်ဒီအကောင်းဆုံးအခွင့်အရေးဖြစ်တယ်၃ခန်းကြောက်ဒီဒီစနစ်ဒီဖိုင်လန်းကြောအရာပြောတာနော်လောလောလတ်လတ်တနေ့လုံးမထွက်ကြရတစ်ထိတ်ကိုဒီစနစ်ကဒီပုံစံနဲ့အောင်ပြထားတယ်။ဒါဆိုဟုတ်ပြီကျွန်တော်တို့ကသုံးခါလို့စကြခြင်းမှာဒီမှာ break 3ထောက်တယ်သုံးခါလို့ကြတယ် အဲ့လိုသုံးခါလို့ကြာတာ ਨੇ သူ့အဘေါ်တိတ်စီးနေသုံးခါကြာတဲ့အချိန်မှာဒီသုံးလုံးကြီး၃ရဲ့ပါဝါ၈ဆိုတဲ့ရိုက်ချက်နဲ့ကြာတာပထမကဒုတိယကမလာဒီတိုင်းမှာဒီသုံးခါလို့ကြာတဲ့အချိန်ကမှာသူ့အဘေါ်တိတ်စီးနေသုံးခါကအခွနဲ့ဒီသုံးလုံးကြီး၈ဆိုတဲ့မက်သက်နဲ့ကြာတာဒါဆိုရင်ကျွန်တော်တို့ကအခုဒီနေရာမှာသုံးခါထည့်ကြတဲ့သူ့အဘေါ်တိတ်စီးတစ်လုံးနဲ့အခွဒီ၈လို့ရရမှာဆိုတော့ကျွန်တော်တို့ဒီဒီမှာတက်တက်ရှိရတဲ့ဒီမှာသုံးခါမှုတက်တက်ဒီမှာဒီသုံးလုံး၈ဖြစ်ဖို့ခွခွန်လို့ရတယ်အဲ့တော့သုံးခါနဲ့ခွခွန်ဆိုဒီဆက်ကရှိရပါတော့နော် ဒီဆက်ကွက်ရှိတဲ့၃ခန်းနဲ့ခွခုံဖြစ်ဖို့ပုံညာ၃ခုံ၁၃၆နဲ့၃ငါ၃၃လေး၄ငါ၃၃ငါ၂၆၃၁၃၃၈၃၉၉၃၈ဒီဆက်ကွက်ရှိဒီဆက်ကွက်ကြိုက်နေတဲ့လေဆိုစနစ်အရာကြိုက်နေတဲ့လေဆိုဒီလိုထိတ်ကစားရမှာအဲကြိုက်နေတဲ့မိတ်ဆွေရှိရင်ဒီဆက်ကွက်ကစားကြည့်ပေါ့နော်ကစားကြည့်ပေါ့အဲ့ဒီဆက်ကွက်ထဲက ျွန်တော်ကြိုက်ဆုံး2ကွက်ထုတ်တာဒီ33ခုဆိုရယ်ကနန်း2ကွက်ကဲ73ခုဆိုရယ်ကနန်း2ကွက်ဒီ2ကွက်ကိုကျွန်တော်ပို့ပြီးတော့တင်းကစားကိုထုတ်ထားတယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲ။လာမယ်ပေါ့နော်။အဲ့လာမယ်ပထမကြိုက်ကိုကြည့်လိုက်အောင်။ဘယ်ကြုံလို့တော့တယ်ဒီမှာ3ခါလို့စကြ3ခါကြနဲ့ဒီ3လုံးဒီ3ရဲ့ဘာဝ8နဲ့ရိုက်တယ်။အဲ့တော့စကွက်စနစ်ကြံဝင်သွားတယ်။ဆက်ွက်စနစ်ဝင်လာဆိုဒီကွက်ကောင်းဖြတ်တာဒီသူ့အပေါ်ကနောင်နှလုံးပေါင်းခြင်းဒီနောက်ပိတ်လို့ထည့်ပြီးတော့ဖြတ်တာ ခွန်လေးနှလုံးပေါင်းချင်းတက်တက်နောက်ပိတ်ဒီသုံးလုံးဒီဖြစ်ဖြစ်ဖို့တုံညာထိပ်စီတက်ပြီးတုံညာသုံးတက်လို့တပေါက်ထဲအောင်ပြထားတယ်ဒီပြက်ကတ်မှလည်းဒီတိုင်းပဲဒီမှာသုံးခါလို့ဒီပုံစံနဲ့ထက်လိုက်ပြီဆိုလို့ချင်းသုံးရပါပါဒီလုံးလုံးရှစ်လို့ထက်ထက်တဲ့အချိန်မှာတပေါက်ကောင်းဒီနောက်နှလုံးပေါင်းခွန်ကခွန်နောက်ပိတ်လို့ဖြုတ်ပြီးတော့ဒီလုံးလုံးရှစ်ဖို့သုံးထိပ်လို့တက်ပြီးတပေါက်ထဲအောင်ပြထားတယ်အဲ့လိုစနေရကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာပြိတုံးကြောင့်သုံးခါစအကြောက်ထက်လိုက်သုံးခါဆိုဒီလုံးလုံးပေါင်းချင်းဒီရှစ်ဖြစ်အဲ့တော့ခွတ်ခွန်သုံးခါနဲ့ခွတ်ခွန် ဲတဘောက်ကောင်းရှေ့ရနှစ်ကက်လို့ဖြုတ်ပြမယ်ဒါပြီးခဲ့တဲ့ပွဲမှာမှလောလောလတ်လတ်အဲ့စနေမျိုးနဲ့အောင်းတာအဲ့တော့အဲ့စနေမျိုးမျိုးပဲထပ်ပြီးဖြုတ်အောင်မယ်ဆိုဒီမှာသူ့အဘော်ကနောက်တော့ဒီကိုးဖြစ်တယ်ကိုးနောက်ပဲဒီလုံးလုံးပေါင်းချင်းညစ်ဖြစ်ဖို့ဆိုရှစ်ထိန်နဲ့ရှစ်သုံးကိုးဆိုခဏဒီစနစ်ဒီခုတည်းအကြိုက်ထုံးမယ်ဆိုရှစ်သုံးကိုးဆိုခဏတက်တဘောက်ထွက်တော့ဒီစနစ်ဒီဖို့မြူလာက ပြီးခဲ့ပွဲမှာလည်းယူရှင်းပဲလုတ်ပြသွားတယ်ဒီဖရီးကနေအဲ့တော့ဒီအဲ့လိုမျိုးဆက်ပြီးတော့ပေးအောင်မယ်ဆိုရင်ကံပေးအောင်မယ်ဆိုလို့ရှိရင်နော်ဒီတစ်ပေါက်ထဲပဲ73ခုလို့တစ်ပေါက်ထဲလို့ဒီဒီစနစ်ကတော့ထက်ပြီးသားတယ်အဲ့73ခုဒီစနစ်ကတစ်ပေါက်ထဲကိုဒီကနန်းရေကျွန်တော်ဒီကနန်းရေဘာကြောင့်ယူလိုက်တလဲဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ကုန်ကန်နေရင်နှစ်အလိုက်တာတဲ့ကစားကွက်တွေကအင်မတန်အလုံးလုံးတယ်အင်တန်လုံးလုံးတယ်ဆိုတော့ငါးဆွန်းတဲ့ခုနှစ်တိုင်းမှာကျွန်တော်အများကြီးပြောနေတယ်ငါးဆွန်းတဲ့ခုနှစ်တိုင်းမှာဘူကြီးပရိတ်ကဘူလေးပရိတ်ချင်း ဘူဂျီဘရိတ်တေချာပေါက်ထွက်ပြီးထွက်နေတာငါစွန်းတဲ့ခုနှစ်တိုင်းမှာဘူဂျီဘရိတ်ဆိုတာဒါသုံးလုံးပေါင်းချင်း20ဖြစ်တာကိုချက်ကောဘူဂျီဘရိတ်လို့ပြောပါဒီမှာဆိုရင်956လို့တကွက်ထွက်တာနောက်တဲ့တစ်ခါဒီငါစွန်းတဲ့ခုနှစ်ဆင်းမှာဆိုလို့ရှိရင်ဘူဂျီဘရိတ်ဒီမှာ693ဆိုလို့တကွက်ထွက်တာနောက်တဲ့တစ်ခါငါစွန်းတဲ့ခုနှစ်ထဲမှာဆိုလို့ရှိရင်ဘူဂျီဘရိတ်နဲ့ပတ်သက်ပြီးတော့686ဆိုပြီးတော့ဘူဂျီဘရိတ်ထွက်တာနောက်တစ်ခါဒီငါစွန်းတဲ့ခုနှစ်မှာဆိုဘူဂျီဘရိတ်နဲ့ပတ်သက်ပြီးတော့ဘာဘာကနန်းထွက်တာလဲဆိုလို့ရှိရင် 19တုံးလို့ဖတ်ထားတယ်။နောက်တစ်ခါဒီ9ဆွန်းတဲ့ခုနှစ်ထဲမှာဆိုလို့ရှိရင်ဘူကြီးပြိတ်နဲ့ပတ်သက်ပြီးတော့ပါထွက်ထားလဲဆိုတော့ကျွန်တော်တို့6ခုကုန်လို့ဖတ်တယ်။အဲ့တော့ဒီနေ့ထဲမှာလည်းနဲ့ကျွန်တော်နှစ်စရည်ကျွန်တော်မှန်ပါအဖုံနေတယ်။အများအားဖြင့်2025ဒီဘူကြီးပြိတ်ဒီကြိမ်လိုက်နိုင်တယ်ဆိုတော့အဲ့ဘူပြိတ်ဒီနေ့ထဲမှာ2ကြိမ်ထွက်သွားပြီ3ငါးနှစ်နဲ့3လငါးနဲ့နှစ်ကွက်ထွက်သွားပြီ။တိုးတိုးဘူကြီးပြိတ်မလာသေးဘူးနော်။ဒီဖြစ်စဉ်အရငါးဆွန်းတဲ့ခုနှစ်တိုင်းမှာဘူကြီးဘရိတ်တကွက်ထွက်နိုင်တယ်ဆိုတော့အားလုံးကြီးခုနကတပေါက်ကောင်းတဲ့ရေးထားတဲ့၈၃၉ဆိုတဲ့ကဏ္ဍကိုခုနစနစ်ရဲ့ တဘောက်ကောင်းစနစ်ကနေရွေးပြီးတာဝန်ရွေးထားစက်သုံးခုပေါ့နော်ဒါဆိုဒီကနေ့ကဘာလို့ရွေးလိုက်တာလဲဒီနေ့ထက်မှကျွန်တော်ပြောတယ်ထိတ်စီဒီကိုလုံးပြအောင်ထပ်ကိုပက်ပေးရမှာဒါပြီးခဲ့တဲ့အချိန်ကြီးလဲကျွန်တော်တိမ်ပံများစွာပြောတာထိတ်စီ၈လုံးထပ်ပြီးတော့ထိတ်စီဒီမထွက်သေးတာ၃ရက်နဲ့၄နဲ့၂လုံးပဲပြန်တော့တယ်ဒါဆိုဒီ၃ရက်ထိတ်စီနဲ့ဒီ၃ရက်၃ခွန်ဆိုတဲ့ကဏ္ဍမျိုးမလာသေးတဲ့၃ရက်ထိတ်စီကိုတဲပြီးတော့ကစားလို့ရသလားကစားကျင်သလားကစားကျင်ကစားလို့ရတဲ့စနစ်ကလေးရှိတယ်ဒါကြတဲ့ဒီနှစ်လိုက်ပိုင်းခြားလိုက်ပဲကျွန်တော်လိုက်ထားတဲ့စနစ်ပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေ တပတ်မှာဒီကိုယ်ထဲလိုက်ထိုးရတာဒါကျွန်တော်အမြဲတမ်းလိုက်ထိုးပြောထားတယ်စနစ်ပါငါးစွန်းနဲ့ခုနှစ်တိုင်းပါတဲ့ငါးစွန်းနဲ့ခုနှစ်တိုင်းပါတဲ့ပထမကြိမ်နဲ့ဒုတိယကြိမ်နဲ့ဖက်တဲ့ခါနှလုံးကိုပေါင်းလိုက်တစ်နှလုံးပေါင်းတစ်လည်းပါမယ်ဘူးပရိတ်လည်းဖြစ်ရမယ်အဲ့လိုစနစ်မျိုးကဘလို့ပုံစံမျိုးနဲ့အောင်းပါလေဟိုက်ပထမ85ခုနှစ်တိုင်းမှာဆိုခါနှလုံးပေါင်းခြင်းနှစ်ဦးကနန်းနဲ့ဒုတိယကြိမ်မျိုးကနန်းခါနှလုံးပေါင်းခြင်းတစ်ပါတယ်အဲ့ဒီတစ်ကြောင့်နှလုံးပေါင်းတစ်ပါမယ်ဘူးပရိတ်လည်းဖြစ်ရမယ် အဲ့ဒီကဏ္ဍညစနစ်တစ်ခုနဲ့အောင်မယ်ဘလို့ပေါ့အောင်မယ်သူ့အပေါ်မှာတင်းထားတဲ့ break ကြီးတဲ့သူ့ဘောမှာတင်းထားတဲ့ break ကြီးထိတ်စီးပါတဲ့ break ကထိတ်စီးပြီးဟိုက်နှလုံးပေါင်းတစ်ကိုလည်းပါနှလုံးပေါင်းတစ်လည်းပါအဲ့လိုမျိုးနဲ့တစ်ချိန်ဘူ break တစ်ချိန်လိုက်အောင်ရမယ်တဲ့ငားရဲ့ပါပါပေါ့နော်ဒါပထမကဒုတိယကမှလည်းအဲ့လိုစနစ်မျိုးအောင်နေ85ခုနှစ်ထဲမှာဆိုပြီးအဲ့စနစ်မျိုးနဲ့ဘယ်ကဏ္ဍအောင်လာလဲဆိုဒီနေရာမှာလာအောင်ထားတယ် ဒီနေရာမှာခါနှလုံးပေါင်းခြင်းညီ၆ပါတဲ့အဲဒါနှလုံးပေါင်း၆လဲပါမယ်ဘူဘရိတ်လဲဖြစ်နေအဲ့ဒီကြောင့်ဒီအောင်ရမယ်စနစ်ကသူ့အပေါ်ဘရိတ်ထိတ်စီးနေဝင်မှာဒီနေရာမှာအပေါ်မှာဘရိတ်လေးလို့လေးထိတ်ဒီနေရာမှာနှလုံးပေါင်း၆ပါလို့နှလုံးပေါင်း၆လဲပါမယ်အဲ့လိုဖြစ်စီမျိုးနဲ့ဘူဘရိတ်တစ်ကြိမ်အောင်ပြရမယ်နှစ်ကက်အောင်ပါသုံးကက်95ခုနှစ်တည်းမှာအဲ့ဒီစနစ်မျိုးနဲ့ဘယ်နေရာမှာလာအောင်ထားသလဲတဲ့ဒီနေရာမှာမှလာအောင်ထားတယ်95ခုနှစ်ထဲမှာဟိုက်ခါနှလုံးပေါင်းဒီ၄ဖြစ်လို့နှလုံးပေါင်း၄နဲ့ နှလုံးပေါင်းလေးနဲ့ဆိုဘာတလုံးပိုင်မှာ6တလုံးပိုင်မှာပေါ့နော်ဘူဘရိတ်တိအောင်ကိုအောင်မှာအဲ့လိုအောင်နေစနေမှာလေခုနအထိတ်ကုန်နေပဲအောင်မှာအပေါ်ကဘရိတ်တိထိတ်ဘရိတ်ချောက်တိထိတ်ဘရိတ်တိထိတ်စီထိတ်နှလုံးပေါင်းလေးလက်ပါအဲ့လိုစနေမျိုးနဲ့ဘူဘရိတ်တိအောင်နေအဲ့ဆိုစတုတ်တက်ကက်ဟဲ့2005ခုနှစ်ထဲမှာခါနှလုံးပေါင်းရင်းညခွန်းနဲ့ခွန်းဆိုတော့နှလုံးပေါင်းခွန်းနဲ့ဘူဘရိတ်တကွအောင်မှာ ဲ့လိုအောင်တဲ့ချိန်မှာလည်းပဲစနစ်ဒီခုနစနစ်မျိုးနဲ့ထည့်ပြီးပြေးကိုပြရနှလုံးပေါင်း9ဘူးဘိတ်ဆို3သုံးလုံးပိုင်းတော့เนาะအဲ့တော့ဒီမှာကျွန်တော်တို့ဒီ shift shift break က shift ထည့်လို့ထည့်ပြီးတော့နှလုံးပေါင်း9ဘူးဘိတ်ကိုတကယ်အောင်ကိုအောင်တယ်ဒီနှစ်ဦးမှာတင်ခဲ့တဲ့ခါနှလုံးရဲ့ပေါင်းခြင်းလဲပါမယ်အပေါ်က break ကထိတ်စီးလို့လဲထည့်ရမယ်အဲ့လိုစနစ်မျိုးနဲ့အောင်ရတာဘူး break ကိုဒါစနစ်တကျအောင်တဲ့ line ဒါဆို2015ရောက်ပြီဒီနေ့တည်းမှာဆိုခါနှလုံးပေါင်းခြင်း၈နှလုံးပေါင်း၈နဲ့ ဘူဘရိတ်ကနန်းတကွက်ထွက်ရမယ်အဲ့ဒီကနန်းဒီဘလို့အချိန်မျိုးမှာထွက်ရမှာလေသူ့ဘောဘရိတ်ဒီထိတ်စီးလို့ရိုက်ကိုရိုက်ပြရမှာအဲ့ဒီနှင်းငန်းငန်းလုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ထိတ်လို့ထည့်ပြီးတော့အဲ့ဒီနှင်းဥမှာထည့်ခဲ့တဲ့နှလုံးပေါင်းချင်းရှစ်ပြီးနှလုံးပေါင်းချင်းရှစ်ပါတော့ဘူဘရိတ်ဆိုတစ်ချက်အောက်ကိုအောင်ပြရဒါဆိုအဲ့စနစ်မျိုးနဲ့ဒီနေ့တည်းမှာနှလုံးပေါင်းခုန်နဲ့ဘူဘရိတ်ကနန်းထွက်ရမယ်အဲ့ဒါဆိုပြောရရှိရဲ့ဒီမှာနှလုံးပေါင်းခုန်နဲ့ဘူဘရိတ်ထွက်သွားပါပြီလို့ပြောရရှိတယ်မဟုတ်ဘူး သူလားမဲ့မသက်အပြည့်စုံတည်သူ့ဘောဘရိတ်ကထိတ်စီးရရမှာဒီနေရာမှာအပေါ်ကတင်ထားတဲ့ဘရိတ်ကနှစ်နှစ်ကထိတ်စီးလို့ရိုက်ပြီးတော့ဒီစနစ်ကိုအောင်းပေးထားတာမဟုတ်သေးဘူးဒါကြိမ်ကြိမ်ပံများဆိုကျွန်တော်ရဲ့အဖွဲ့ဝင်အများရန်သတိပေးနေရတပတ်မှတစ်ကြိမ်လိုက်ထိုးရတာဟုတ်ပြီနော်မအောင်နေဘူးဒါကပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ဘူဘရိတ်တော့ရိုက်သွားပြီမဟုတ်သေးဘူးဒီမှာလည်းထက်ပြီးတော့သူ့ဘောဘရိတ်ကနောက်ပိတ်နဲ့ပဲထက်ပြီးသွားတာပြီးတော့လေဒီနေရာမှာနှစ်ဦးတင်နှလုံးပေါင်းခွန်ဆိုဒီမှာလည်းနှလုံးပေါင်းခွန်ပါတယ်ခဏမအောင်နေဘူး အဲ့စနစ်မျိုးနဲ့တပတ်တကွက်အခုလိုက်ထိုးခိုင်းနေလားအဲ့စနစ်မျိုးနဲ့အခုကြေကိုထည့်ထိုးမယ်ဆိုလို့ရှိရင်အဲ့ချိန်မျိုးနဲ့အခုကြေကိုထည့်ထိုးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာသုံးလုံးပေါင်းနှလုံးပေါင်းဟိုဘရိတ်ဒီသုံးညဖြစ်လို့သုံးညထိတ်နေဘူးဘရိတ်သုံးညထိတ်နေဘူးဘရိတ်မှာမှကျွန်တော်တို့ကနှလုံးပေါင်းချင်းသုံးပါမှာဆိုတော့ဒီမှာနှိမ့်ဥမရိုက်ခဲ့တဲ့ကဏ္ဍဒီဒီမှာခွန်ချခါနှလုံးဒီအခွန်သုံးညနှလုံးပေါင်းခွန်ပါမှာပေါ့နော်အနှလုံးပေါင်းခွန်ပါမှာဆိုဒီမှာရိုက်ခဲ့တဲ့နှလုံးပေါင်းချင်းဒီခွန် နှလုံးမောင်းခွန်ပါတော့ဘူးပြိဆိုတုံရဒေသီနဲ့နှလုံးမောင်းခွန်လို့တိုင်ဘူးပြိမဖြစ်တော့ဒါဆိုရင်ဒီစနစ်ကိုအောင်ဖို့အတွက်အပေါ်ဒီရှက်ဘရိတ်ကထိတ်စီးလို့ရိုက်တဲ့ကောင်နဲ့နှလုံးမောင်းခွန်တက်ကိုထက်ကစားတော့ဒါဆိုတုံရထိတ်စီးရတော့တုံရခွန်အတွဲတုံရခွန်နောက်တွဲအဲတုံရခွန်တုံးနဲ့တုံရတုံးခွန်ဆိုတဲ့ကနေနှစ်ပေါက်တွေကစားလို့ရတယ်နှလုံးမောင်းခွန်လည်းပါကူပါအတုံးရထိပ်စီဒီမှာဘူဘရိတ်မျိုးတုံးရထိပ်စီပိုင်ထက်လိုက်တယ်အဲ့တော့ဒီထိပ်စီနဲ့မတွဲဘဲနဲ့နောက်ကနှလုံးပေါင်းခွန်ထက်ဘူဘရိတ်ကဖြစ်မရဘူး ဒါဆိုဘူပရိတ်ဖြစ်ဖို့ဆိုဒီ၃ညနဲ့နှလုံးပေါင်းခွန်ရိုက်ကိုရဲ့၃ညနဲ့နှလုံးပေါင်းခွန်ရိုက်ဖို့ဆို၃ညခွန်ရှည်တွဲနဲ့၃ညခွန်ခွာတယ်ဒီနှစ်တွဲပဲရှိတယ်ဘူပရိတ်ဖြစ်ဖို့၃တလုံးကပ်ပြီးဒီစနစ်ရ၃ညခွန်၃နဲ့၃ည၃ခွန်ဆိုနှစ်ကွက်ပဲထူရနှစ်ကွက်ပဲထူရနှစ်ကွက်ပဲထူရမှာဒါဆိုနှစ်ကွက်ပဲထူရမှာဆိုတော့ခုနဒီဘက်မှာကျွန်တော်တို့အိုက်စနစ်မျိုးနဲ့ခုန၃ခန်းနဲ့ခွာခွန်ဆိုတော့ဒါကကိုက်နေတဲ့အတွက်ဒီကနေ့နှစ်ကွက်ပေါ့เนาะဒါအကျဆုံးကြည့်ပြလိုက်တယ်၃ည၃ခွန်နဲ့ကျွန်တော်တို့ ဆက်ဒုံကူဆိုကနန်းနှစ်ကွက်ရေးပြလိုက်တယ်။အခုနကျွန်တော်တို့ဖော်မြူလာစနစ်နဲ့လိုက်တဲ့ကောင်နှစ်ဦးကနန်းပရမကနန်းနဲ့ဒုတိယကခါနှလုံးပေါင်းကြီးနှလုံးပေါင်းခွန်နှလုံးပေါင်းခွန်နဲ့ဘူဘရိတ်ထွက်ရမယ်။အပေါ်ကဘရိတ်ဒီထိတ်စီးထွက်ရမယ်ဆိုတဲ့မူအရာဆိုဒီကောင်ကိုရန်ဖို့အတွက်က3.3လို့တကွက်ဒါလိုက်ရရုံပဲ။တော့ရမ်းကျင်နေဆိုဒီတန်းကြရမှာဒီစက်ကွက်စနစ်တန်းကိုဖြုတ်မယ်ဆိုဒီနှစ်ကွက်ဒီတာကစားတင်တဲ့လမ်းကျောပေါ့နော်ဒီလိုစနစ်ဒီလိုဖော်မြူလာနဲ့ကြိုက်လို့လိုက်ထိုးကျင်တဲ့ပြည့်တဲ့ရှိထိုးနိုင်ရန်အတွက်ဒါပြန်လည်မျှဝေပေးရင်ဖြစ်တဲ့ 3D မှာအပိုင်းဆိုတာမရှိပါဘူးပေါ့နော် လုံးဝအပိုက်ဆိုတာမရှိပါဘူး။အဲ့ဒီတော့ကျွန်တော်မိတ်ဆွေများကံကောင်းရင်ရမယ်၊ကံမကောင်းရင်မရသေးပါဘူး။စိတ်ရှိခြင်းနဲ့စောင့်အောင်ပဲပေါ့နော်။အဲ့ဒါစိတ်တူကိုယ်တူအကြိုက်တူတယ်ရင်ပတ်ချင်းတူတယ်ဆိုလိုက်ကစားမတူတဲ့လူကြီးရှောင်သွားပြီကျောသွားပြီဘယ်သူမှအပိုင်မသိဘူးပေါ့နော်။ကစားခြင်းနဲ့